ကျွန်တော်တို့ land of down ကအရင်ကအထက်ပို့ပြီးတော့ခက်ခဲလာတယ်ပို့ပြီးတော့လမ်းလာတယ်အထူးသဖြင့်အဆိုးဆုံးကတော့တပွဲနဲ့တပွဲဘာကြမှန်းမသိတဲ့ random match changes တွေပဲအခုဆိုလို့ရှင်တော့အားလုံးသိတဲ့အတိုင်းတချို့ပွဲတွေမှာ river အကျယ်ကြီးတွေမြက်ပင်အရှည်ကြီးတွေတချို့ကကြတော့လဲတိမ်စီးနေတာတွေပြလို့ရှင် wall တွေပေါက်နေတာတွေစသဖြင့် random တပွဲနဲ့တပွဲ match ကဘာလာမလဲဆိုတာမသိနိုင်ဘူး ဒီအချက်ကအထူးသဖြင့်ကျွန်တော်တို့ professional player တွေ coach တွေကြားထဲမှာပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လာသလိုပို့ပြီးတော့လည်းခက်ခဲလာတယ်အထူးသဖြင့်အရင်လိုမျိုး drafting ပြင်ဆင်တဲ့နေရာမျိုးတွေမှာ hero pattern လောက်တွဲမယ်ပြီးရင်တစ်ဖက်ကို counter ထုတ်မယ်အဲ့လောက်နဲ့မရတော့ဘူးဗျာကိုကြတဲ့ map အပေါ်လိုက်ပြီးတော့ meta hero တွေအပေါ်လိုက်ပြီးတော့ drafting ကိုပြင်ဆင်မှုတွေအများကြီးလုပ်ဖို့အတွက်လိုအပ်တယ် ားလုံးမင်္ဂလာပါကျွန်တော် KCB ဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ Mobile Legends ရဲ့ random ကြနေတဲ့အဲ့ဒီ map လေးခုအကြောင်းနဲ့ map တစ်ခုချင်းစီအလိုက် blue hero တွေ blue drafting တွေကပို့ပြီးတော့တင့်တော်တဲ့အာတာချက်အားနေချက်တွေအကြောင်းကိုကျွန်တော်အနေနဲ့နည်းနည်းလေးပြပြမယ်စိတ်ဝင်စားရဲဆိုရင်တော့အခုဗီဒီယိုလေးကိုလက်မလေးပေးပြီးတော့အဆုံးထိကြည့်ဖို့အတွက်ပြောချင်ပါတယ် let's go guys မမကကျွန်တော်တို့၄မျိုးရှိတဲ့ flying cloud broken wall dangerous grass နဲ့ expanding river တို့ပဲဖြစ်တယ်ပထမဆုံးအနေနဲ့ကတော့ flying cloud သူကကြတော့ base မှာစထွက်တဲ့ကအားလုံးတိကျတဲ့အတိုင်းဘေးနှစ်ဖက်ခြမ်းမှာတိမ်စီးလို့ရတဲ့ space လေးတွေရှိတယ်အဲကနေပြီးတော့တိမ်စီးပြီး second tower နားလောက်ထိတောင်မှတော်တော်ဝေးဝေးကိုသွားလို့ရတယ်ကိုကအဲ့လိုမှမဟုတ်ဘဲနဲ့ရက်ချင်တယ်ဆိုရင်လဲ land လောက်လို့ရတဲ့ cloud လေးပါတယ် ဒရိုင်းစတစ်ဘာညာကိုရွှေ့ပြီးတော့လဲသွားလို့ရတယ်အဲ့ဒါကအထူးသဖြင့်အာလီပိုင်းမှာဆိုလို့ရှိရင်ကိုက recall force ခံရပြီးတော့သွေးလျှော်ခံလိုက်ရတာဖြစ်ဖြစ်ဒါမှမဟုတ်တည်သွားပြီးတော့မှပြန်ပြီး response လာတာမျိုးဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးတွေမှာကိုယ့်ရဲ့လင်းကိုမြန်မြန်ပြန်ပြီးတော့သွားလို့ရမယ်လမ်းတဝက်လောက်ထိတောင်ပို့နိုင်တာဆိုတော့ကျွန်တော်တို့ခရီးတွေဘာတွေအရန်ကြီးမလွတ်တော့ဘူးတာတဲ့ဘက်တရီဘာတွေဆိုလဲမြန်မြန်လာပြီးတော့ join လို့ရတယ် အဲအထူးသဖြင့် professional ပွဲတွေမှာကကြတော့အားလုံးသိတဲ့အတိုင်း objective battery တွေမဆခင်ဆိုလို့ရှိရင်အသေးသွေးလျှော့တာဗျာဒီလား hero တကောင်အာဒီကောင်ကိုသွေးလျှော့သွေးလျှော့ပြီးတော့မှ error တစ်ဖက်တင်းက error တက်သွားမှကိုကတတ်တယ်လို့အဲ့လိုအကွက်တွေကအများကြီးရှိတာဆိုတော့ဒီ cloud ကတော်တော်လေးကိုအတုံးဝင်တယ်လို့ပြောလို့ရတယ်ဒါအပြင် late game high ground defend တဲ့နေရာတွေမှာလည်း tiger ရဲ့ atlas ဗဒန်း trisla အဲ့လိုမျိုး aoe crowd control ပေးနိုင်တဲ့ကောင်တွေနဲ့တွဲသုံးမယ်ဆိုလို့ရှိရင် ော်တော်လေးကိုအထာကြရည်ဥပမာဆိုလို့ရှင်ဗျာ flying cloud ကြီးနဲ့ tiger ရဲ့ရောက်လာပြီးတော့ inflation fight man tiger ရဲ့ပေးသွားတာမျိုးတွေလေပေါ်ပြန်နေတဲ့အချိန်အတွင်းမှာလည်းကိုက untargeted ပဲဖြစ်မှာမို့လို့တစ်ဖက်ကဘာမှလုပ်လို့မရဘူးတခုရှိတာက spare သုံးနေရင်းနဲ့တော့လေပေါ်ပြန်လို့မရဘူးဥမာ cloud blessing ကြီးဝက်သုံးနေရင်းတို့ odat rt သုံးနေရင်းတို့စသဖြင့်ပေါ့နောက်တစ်ပိုင်းအနေနဲ့ကတော့ broken wall သူက အထူးသဖြင့်ခါလီ header တို့လိုမျိုး movement speed များများနဲ့ ဂျန်ကယ်ဒိုက်ဆော့ရဲကောင်တွေဆိုဆိုစောက်ရန်ကို OP တယ်ဟိုရက်က MPM မှာတုံးသွားတာဆိုလို့ရှိရင် broken wall ဖြစ်နေတော့သူနှောက်ကိုနှောက်ပဲဂျန်ကယ်မှာလုံးဝကိုတောက်လျှောက်ကိုဒိုက်ပြီးတော့ invade ပြီးဆော့သွားတာတော်တော်လေးကိုကောင်းတယ်အလုတ်လည်းဖြစ်သွားတယ်ဂျွန်ဆန်လိုပလေယာမျိုးအတွက်ကလည်းကားမောင်းရတာတော်လေးကိုမှ comfort ဖြစ်ပြီး smooth ဖြစ်သွားတယ်နောက်ထပ် funny player အတွက်ဆိုပိုလို့တော့လမ်းသေးတယ် ကိုကဒီ map ကိုပိုင်ရင်ပိုင်တလောက် adaptation လုပ်နိုင်ရင်လုပ်နိုင်တလောက်တစ်ဖက်ဂျန်ကယ်ကိုဝင်ပြီးတော့ဒိုက်ပြီးတော့ invade မလားဒါမှမဟုတ်ပြင်ပြန်ထွက်သွားမလားစသဖြင့်ပေါ့နော် fanny ဆိုလို့ရှိရင်တော်တော်လေးကိုမှကျွန်တော်တဘောအကြဆုံးထဲမှာပါတယ်နောက်ထပ် chip လိုမျိုး flanking ဆော့ရဲလူတွေနောက်ကနေပတ်လာပြီးတော့ပေါ်တယ်ခေါ်တဲ့အကွက်တွေဓာရီအတွက်ကလည်းတော်တော်လေးကို smooth ဖြစ်သွားတယ်နောက်တစ်ပိုင်းအနေနဲ့ dangerous grass အဲသူကကြတော့ကျွန်တော်ထင်တာမမားရင် pro player တွေအတွက် adaptation လုပ်ဖို့အခက်ဆုံးမှတ်ထဲမှာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှင် pro player တွေဂျားထဲမှာကလော့ပေါ်လို့ရှင်ဘယ် position ကိုဘယ်ခြုံကိုဘယ်လိုယူအဲပြီးရင် high ground defend မယ်ဆိုရင်ဘယ်လိုခြုံမျိုးကိုအဓိကထားယူစသဖြင့်ဗျာ theory လေးတွေရှိတယ်။အဲ့လိုမျိုးခြုံဦးတဲ့အပိုင်းတွေခြုံစစ်တဲ့အပိုင်းတွေမှာ dangerous grass ကတော်တော်စားတာဗျာ။ ရိုပလီယာတွေနေနဲ့ကမနှဲကိုမှ adaptation လိုက်လုပ်ရမှာ အထူးသဖြင့်နာတာလီယာဟဲကတ်ဟီဒါအဲ့လိုမျိုးခြုံဆောင်ရမ်းကြိုက်ပါတယ်ဆိုရဲကောင်းတွေ ပါတယ်ဆိုရင်တတော်ကြီးကိုမှတတိထားဆော့ရမှာနောက်ထပ် ambush ပြီးတော့မှဖမ်းပေးရတဲ့ချောင်းခါလီယာတိုက်ဂရီယယ်လိုမျိုး pick off roma တွေအဲမေ့မှာဆိုလို့ရှိရင် ambush တာကြိုက်တာဆိုဒီမဲ့သားခဒီတာကာဂူရာတို့လိုကောင်းမျိုးတွေအဲစသဖြင့်ပေါ့နော်ဒါတွေပို့ပြီးတော့တုံးလာနိုင်တဲ့ ။တစ်ချိန်တည်းမှာပဲဓာရီကို ကောင်တာဖို့အတွက်ဆိုရင် vision နဲ့ရဆိုပါရှိတယ်။ Selina, Nova, Yisan Shin ဆို Global Vision ရတယ်။ Zetian စသဖြင့်ပေါ့နော်။အဲ့လိုကောင်မျိုးတွေကလည်းထပ်မံပြီးတော့တုံးလာလိမ့်မယ်။ကျွန်တော်ထင်တယ်ပေါ့နော်။ဒီ Dangerous Grass နဲ့သာဆိုရင်ဘက်တယ်ရီမှာ Flanking Place တိုင်ကခဏခဏကိုမြင်ရမှာဒီနောက်ကနေပတ်ပြီးတော့ဖမ်းသွားတာမျိုးတွေစပယ်သုံးသွားတာမျိုးတွေဒီဖလန်နာကတော်တော်ကြီးကိုမှ အလုတ်ဖြစ်နိုင်တယ်နောက်ထပ် high ground အသက်နဲ့ defend တဲ့အပိုင်းနေမှာဆိုလို့ရှိရင်ဒီဘေးနာကခြုံနေကတတော်ကိုမှစားရဗျကိုကနည်းနည်းလေးသိတယ်မလားတတိမထားမိလိုက်တာနဲ့တစ်ချက်တည်းနဲ့အကုန်ရှောသွားမဲ့အကွက်တွေပေါ့လေအဲ့ဒါတွေကလည်းတတော်လေးကိုမှတတိထားစရာ မတ်တစ်ခုဖြစ်လာပြီအသင်းနေဘက်ကလည်းဒီသိရမလားဘယ်မှတ်ကြကြ dangerous grass မကြဖို့အရေးစူတောင်းမယ်လို့တော့ထင်တာပဲပေါ့နော်တတော်ဆူဆူမယ်နောက်ဆုံးအနေနဲ့ကတော့ expanding river ာပုံကြီးမှန်းတော့မသိဘူးဗောလေထားပါတော့သူကကျွန်တော်တို့ပုံမှန်ကားရန်ကိုပဲ river တလျှောက်နဲ့ jungle တလျှောက်လုံးအကြီးပေးမှာဒါပေမဲ့မတူတာကကြတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့တာတယ်ပတယ်လောက်ပဲပေါ်မှာဗျာဒါပေမဲ့သူကကြတော့ log battery တွေကအစပေါ်ပြီဆိုတော့ဒါကဘလူကောင်မျိုးတွေအတွက်ဘလောက်ထိတောင်မှ effective ဖြစ်နိုင်လဲအထူးသဖြင့် utility jungle တန့် jungle တွေအတွက်က objective play တဲ့ဘိုးကစောက်ရမ်းကိုမှကျွတ်သွားတယ် site လိန်နာတွေနေနေကလည်း တာတဲ့ဘတယ်ဒီလော့ဘတယ်ဒီ objective ဘတယ် join ဖို့ကတော်တော်လေးကိုမှအဆင်ပြေသွားပြီပြီးတော့ high loss ကတော့မီနိုတော့ tiger ရဲ့ trailer ပေါ့နော်အဲ့လိုမျိုးလေးလေးနဲ့အထုံကောင်ကြီးတွေပစ်ကတာကျွန်တော်ကတော့တော်တော်လေးကိုမှသဘောကျတယ်ဒီကောင်းလေးအနေထားနဲ့ပြားသီးလားတာတယ်လော့ရီ objective ဘတယ်တွေကိုကောင်းကောင်းကြီးကိုလာ join ပေးလို့ရမှာဆိုတော့လမ်းနေပြား ဒါပေမဲ့တခုရှိတာက mobility များတဲ့ lane splitter lane push တဲ့ကောင်တွေအထူးသဖြင့်ပေါ့နော် fanny mosco chip ဒီကောင်တွေအတွက်ကပေးရတာနည်းနည်းလေးခက်ခဲလိမ့်မယ်အဲ lane မှာဆိုလို့ရှိရင်လဲ split push play style ကောင်းကောင်းတစ်ခုကိုပုံဖော်ဖို့ဆိုတာက regular မှာတော့မဟုတ်ဘူးဗျအဲ့ဒါကြောင့်မလို့ thin fight ကိုအသားပေးတဲ့ hero တွေအတွက်ကဒီ map မှာပို့ပြီးတော့နေရာရလိမ့်မယ် ကဲဆိုတော့ကမြင်တဲ့အတိုင်းပဲ Mobile Legends ကတော့အရင်ကထက်ပိုပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လာပြီးခက်ခဲလာပြီးကျွန်တော်အမြင်ရတော့လေအဲ့ဒါကိုတော်တော်လေးကိုမှတဘောကြတယ်အရင်တော့ကဆိုလို့ရှင်ဗျာမတ်တစ်ခုတည်းကိုလိုက်ပြီးတော့ကိုက drafting ကိုထုတ်ကြတယ် coach တွေအနေနဲ့ပြီးလို့ရှင်ဒီပေါ့နော် hero pattern တွေ counter pick တွေစသဖြင့်ပေါ့နော် pick ကြတယ်ဒါပေမဲ့အခုကကြတော့မတ်တစ်ခုချင်းစီ alike pick ပေးရမှာဆိုတော့ဝါ အတော်ကြီးကိုမှတဘောကြရတယ်ပေါ့နော်ဆိုတော့ဗာနေနေအဆုံးထိကြည့်ရှုပေးတဲ့သူတယောက်ရှိစေတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျကြိုက်တယ်ဆိုလို့ရှင်တော့ကျွန်တော်ကိုလက်မလေးတွေဒီပေါ့နော် reaction နှိပ်ခဲ့ပေးဖို့လဲပြောချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ပပိုင်